ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါအဲယခုလိုမင်္ဂလာရှိတဲ့နေရက်တစ်ပတ်ဘုရားသခင်ပေးတဲ့အခါမှာအဲ့ဒီဒီနေရက်တစ်ကဘုရားသခင်ကျွန်တော်တို့အတွက်အကျွမ်းမဲ့ကောင်းမြတ်တဲ့စုကျေစုကိုပေးတာဖြစ်တယ်အဲ့တော့ကြောင့်ဒီစုကျေစုအစ်ကိုခံစားရတဲ့အခါမှာကျွန်တော်လည်းပဲအာရကြီးနုဝမ်းမြောက်စွာနဲ့ဘုရားသခင်ရှိတော်မှာတုံ့ဝင်ချင်းကကြရအောင်မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းတဲ့သတင်းစကားကတော့အကျင့်တရားနဲ့ပြည့်စုံတော်လည်းနဲ့အကျင့်တရားနဲ့ပြည့်စုံတော်လည်းနဲ့ခုနကလည်းပဲအာကျွန်တော်ပြောခဲ့တယ်ပြီးခဲ့တဲ့ရက်ကလည်းပဲကျွန်တော်က ဇာတိကိုရှောင်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကဝိညာဉ်ပဂတိတိုင်ကျင့်ကြကုန်အံ့လို့အာဘုရားသခင်ကမိန့်ပါတဲ့စကားသံကိုကျွန်တော်ကမနေ့ကတော့ကြားခဲ့ပြီဖြစ်တယ်။ဒါဒီနေ့မှာတို့ရှင်လည်းပဲအကျင့်တရားနဲ့ပြည့်စုံသောလက်နဲ့ဒီနေ့အကျင့်တရားနဲ့ပြည့်စုံသောလက်နဲ့ကဘာလက်နဲ့ဖြစ်မလဲ။နော်။ဒါဒီနေ့ကျွန်တော်ရတက်တာမှာတို့ရှင်လူတိုင်းလူတိုင်းမှာတို့ရှင်ကာကွယ်ဖို့ဩဒီဘယ်ဘဲသွားသွားလက်နဲ့တွေရှိကြတယ်။တိုင်းတိုင်းကတိုင်းမှာလည်းပဲမိမိရဲ့တိုင်းနိုင်ငံကိုကောင်းဆုံးကာကွယ်နိုင်ဖို့လက်နဲ့တွေရှိတယ်။စသည့်အားဖြင့် ဒီနေ့ကျွန်တော်ရဲ့ဘဝတတမှာယုံကြည်သူများအနေနဲ့ကျွန်တော်ရဲ့ဘဝတတမှာဆိုရှင်ကာကွယ်ဖို့ရန်အတွက်လက်နက်ကိုလည်းပဲကျွန်တော်ကင်ဆောင်ရမှာဖြစ်တယ်။အဲ့ဒီလက်နက်ကဘာလက်နက်ဖြစ်မလဲ။ဘယ်မှာတွေ့နိုင်လဲဆိုတော့ယောမာဩရာစာခန်းကြီး73ပိုင်းငယ်80မှာတွေ့နိုင်တယ်။ဒါဒီနေ့ကျွန်တော်ရဲ့တတမှာယုံကြည်သူများအတွက်အကျွန်တော်အဓိကကင်ဆောင်ထားရမယ်လက်နက်အဲ့ဒါကိုကျွန်တော်ရှားပွေတွေ့ရှိဖို့ရန်အတွက်ကျွန်တော်ကဘာမိုးမြေပတ်ပြီးတော့ကျွန်တော်ရှားစရာမလိုဘူး။ပြီးလို့ရှိရင်စီတီမှာလည်းသွားရှားစရာမလိုဘူး။စီတီမောမှာလည်းသွားရှားစရာမလိုဘူး။ ကျွန်တော်ရှာရမှန်ကနှုတ်ကပတ်တော်ထဲမှာရှာကြမယ်နော်နှုတ်ကပတ်တော်ထဲမှာကဆိုရှင်ယုံကြည်သူများအတွက်တကယ်ပဲကန့်ဆောင်ထားရမယ်လက်နက်ကတော့တမန်ကျမ်းစာထဲမှာဆိုရှင်ရောမဩဝါဒစာခန်းကြီး73ပိုင်းငယ်8 30မှာဆိုရှင်နော်ဘလို့ဖော်ပြထားလဲဆိုတော့အချင်း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 မေတ္တာမတပါအဘယ်ကျွေးများမတင်စင်နဲ့သူတစ်ပါးကိုချစ်တော်သူသည်အကျင့်တရားနဲ့ပြည့်စုံပြီးအเจ้าမူကသူမယားကိုမပြင်းမနဲ့လူအသက်ကိုမတတ်နဲ့သူဥစ္စာကိုမခိုးနဲ့မမှန်တော်သက်တွေကိုမခံနဲ့ သူဥစ္စာကိုတတ်မဲ့လိုချင်သောစိတ်မရှိစေနှင့်ဟုသောပညာမှဆ၍အခြားသောပညာရှိသမျှတို့သည်ကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမျှချစ်လောဟုသောပညာ၌အပါအဝင် ဖြစ်ကြ၏ချစ်ချင်းမေတ္တာရှိသောသူသည်ကိုနှင့်မဆက်ဆိုင်သောသူ၏အကျိုးကိုမဖြတ်စည်းတတ်ထို့ကြောင့်ချစ်ချင်းမေတ္တာသည်အကျင့်တရားနှင့်ပြည့်စုံရာဖြစ်သည်တဲ့။နောက်ဒါကြောင့်အကျင့်တရားနှင့်ပြည့်စုံသောလက်နက်တို့ပြောတဲ့အခါမှာဘာပဲပေါ်လာလဲဆိုတော့ချစ်ချင်းမေတ္တာပဲ။ နော်ကျွန်တော်ဘုရားရှင်ဟာချစ်ချင်းမေတ္တာချစ်ချင်းမေတ္တာတာလင်ဘုရားရှင်ဆိုပြီးတော့ကျွန်တော်တခြင်းလေးတွေဆိုကြတယ်ဒါကြောင့်ဘုရားသခင်ကချစ်ချင်းမေတ္တာချစ်ချင်းမေတ္တာတာလင်ဘုရားရှင်ချစ်ချင်းမေတ္တာတာလင်ဘုရားရှင်ရဲ့သားသမီးကဘသူလဲချစ်တတ်မဲ့ဆိုကျွန်တော်လည်းဟုတ်တယ်သင်လည်းဟုတ်တယ်ဒါသင်ရလည်းပဲဘုရားသားသမီးပိတာဖို့ကျွန်တော်လည်းဘုရားသားသမီးပိတာဖို့ရန်အတွက်ကျွန်တော်ဘာလုပ်ရမလဲချစ်ချင်းမေတ္တာဒီအကျင့်တရားနဲ့ပြည့်စုံရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှာဆိုရှင်အကျင့်တရားနဲ့ပြည့်စုံတဲ့အတ္တတာနဲ့ကျွန်တော်ရှင်တန်ဖို့ရန်အတွက်ဒီ အဓိကလက်နက်ကချစ်ချင်းမေတ္တာပဲသူတစ်ပါးကိုချစ်တတ်ဖို့သူတစ်ပါးကိုအမြဲတမ်းပဲစာနာတတ်ဖို့သူတစ်ပါးပေါ်မှာထောက်ထားတတ်ဖို့နော်အခုချိန်မှာတို့ရှင်ကျွန်တော်ကြည့်လိုက်တဲ့ခါမှာငရင်ရင်ဘေးကြောင့်လူတွေကြီးကျယ်ဒုက္ခရောက်ကြတယ်နော်အကြီးကျယ်ဒုက္ခရောက်ကြတယ်တိုက်တေပြိုကြတယ်တချို့ကလည်းပဲဝမ်းနေနေကြတယ်တချို့ကလည်းကြေကွဲနေကြတယ်တချို့ကလည်းပဲဆိုးရုံထိတ်လန့်နေကြတယ်အဲတချို့ကြတော့လည်းပဲမိမိတို့ဒီဆုံရှုံသွားတဲ့ပုံမှာတို့ရှင်တခါတည်းခံစားနေကြရတယ်ဒီချိန်ခါမှာကျွန်တော်အားလုံးကမေတ္တာတရားနဲ့စာနာပြီးတော့ လူတွေကဝိုင်းပြီးတော့ကူညီနေကြတယ်ပံ့ပိုးပေးနေကြတယ်။သွားရောက်ပြီးတော့လှူဒန်းနေကြတယ်။သွားရောက်ပြီးတော့ပါဝင်ပေးနေကြတယ်။ဒါမှမဟုတ်ရင်အချစ်ချင်းကျွန်တော်ကလည်းချစ်ချင်းမေတ္တာတော့ပွားများနေကြတာဖြစ်တယ်။မေတ္တာတရားနဲ့ကျွန်တော်ကူညီကြမယ်။မေတ္တာတရားနဲ့ကျွန်တော်ပေါ်မှာကျွန်တော်တရားနဲ့တရားပေါ်မှာဖေးမကြမယ်ဆိုရင်သူ့အခက်ခဲရှိတဲ့အခါမှာသူကြုံတွေ့နေရတဲ့အခက်ခဲပြဿနာ၊သူကြုံတွေ့နေရတဲ့ရင်ဆိုင်နေရတဲ့ကြောက်လန့်ခြင်းတွေ၊ထိတ်လန့်ခြင်းတွေဒီရာတွေနဲ့သူရင်ဆိုင်နေရတဲ့အခါမှာကျွန်တော်သွားရောက်ပြီးတော့ပြတ်တက်လိုက်တဲ့ချစ်ချင်းမေတ္တာကြောင့် တို့ရဲ့ဘဝတတံမှာတတချင်းခံစားရမယ်တို့ဘဝတတံမှာကြည်နှက်ချင်းခံစားလာရမယ်တို့စိတ်နှလုံးသားထဲမှာဆိုရှင်ကိုယ်တိုင်သွားရအောင်ပြီးတော့ကုညီတယ်အားပေးတယ်ဆိုရင်တို့ကိုယ်တိုင်ကလည်းပဲချစ်ချင်းမေတ္တာကိုခံစားရတဲ့အတွက်ကြောင့်တို့ရဲ့တည်ငကတော်တင်မှာတို့ပူပလန်ပူပောင်ပူလောင်မှုတွေစိုးရိမ်မှုတွေထိတ်လန့်မှုတွေကတည်ငကတော်တင်မှာကွဲပြောက်သွားနိုင်တယ်ဒါဒီနေ့ကျွန်တော်ရဲ့တတံမှာဆိုရှင်အကျင့်တရားနဲ့ပြည့်စုံတဲ့လက်နဲ့ကျွန်တော်လူတိုင်းမှာရှိဖို့ရည်ကြည်တယ်အဲ့ဒီလက်နဲ့ကတော့ ကျွန်တော်ဗာလဲအချင်းချင်းချစ်ချင်းမေတ္တာမတပါဘယ်အကျွေးမှမတင်သေးနဲ့လူတိုင်းလူတိုင်းကိုကျွန်တော်ဗာလဲချစ်ကြရမယ်နော်အခြားကျွေးမိတွေနော်ဒီအခြားတော့ကျွန်တော်ကျွေးတွေကအများစွာရှိလိမ့်မယ်ဒါမှမဟုတ်အဲ့အကျွေးတွေကိုမတင်သေးနဲ့တဲ့ချစ်အချစ်ကျွေးပဲတင်ပါတဲ့တင်မဲ့တင်တော့အချစ်ကျွေးပဲတင်ပါတဲ့နော်ဓမ္မချမ်းသာအတိအနေဖော်ပြတာလေအချင်းချင်းချစ်ချင်းမေတ္တာမတပါအဘယ်ကျွေးမြမတင်သေးနဲ့တဲ့ချစ်ချင်းအကျွေးပဲတွေ့ပါကျွန်တော်ရအချစ်ကျွေးပဲတင်ပါတဲ့နော်အချစ်ကျွေးတင်တယ်ဆိုလို့ရှိရင်လူတိုင်းဗာလဲ ချစ်ခံရတဲ့အတွက်ကြောင့်အဲ့ဒီအကျွေးသူတို့သူ့ဒီမှာခြံထားခဲ့ရမယ်ဆိုသူအတွက်လည်းဝင်တော့မလေးဘူးသူအတွက်လည်းပြန်လဲပြီးတော့ဆက်ဆရာလည်းမလိုဘူးဝင်တော့ဝင်ဖို့ကြီးထမ်းထားရတာလည်းမဟုတ်တော့ဘူးကိုကသူ့ဘားကိုချစ်ပြတဲ့ခါမှာသူ့ဒီမှာအချစ်ကျွေးတင်သွားတယ်ဆိုရင်သူအဲ့ဒီချစ်ချင်းခံထားတဲ့အတွက်ကြောင့်သူလည်းစိတ်ချမ်းသာနေမယ်သူလည်းပဲဝမ်းမြောက်နေမှာဖြစ်တယ်ဒါတော့ဒီနေ့ကျွန်တော်ရဲ့တက်တာမှာဆိုရှင်အကျင့်တရားနဲ့ပြည့်စုံသောလက်နဲ့ဒီကိုသောချစ်ချင်းမေတ္တာကိုကျွန်တော်ကဆိုရှင်တကယ်ပဲအသက်တာမှာ တိဆောက်ပြီးတော့အသက်ရှင်ခြင်းအပြင်ယနေ့ချစ်ချင်းမေတ္တာရှိတော်သူသည်ကိုနှင့်မဆက်ဆံတော်သူ၏အကျိုးကိုမဖြစ်စီတတ်ဘူးတဲ့နော်ကိုနှင့်မဆက်ဆိုင်မှုကိုနှင့်မသက်ဆိုင်တဲ့သူရဲ့အကျိုးကိုတော့မှမဖြစ်စီတတ်ဘူးပို့ပြီးတော့အကျိုးဖြစ်ထွန်းဖို့ရန်အတွက်လှုပ်ပေးခြင်းနဲ့ဆန္ဒရှိလာမယ်ဒါကြောင့်နှုတ်ဝတ်တော်ကဘာပြောလဲချစ်ချင်းမေတ္တာသည်အကျင့်တရားနှင့်ပြည့်စုံရာဖြစ်တည်းလို့ပြောတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်အားလုံးချစ်နှစ်တတ်တဲ့သားသမီးတွေဖခင်ချစ်တရားချစ်တဲ့သူလူတိုင်းပေါ်မှာချစ်ချင်းမေတ္တာပွားများပြီးတော့ ဘုရားသခင်မိတ်မာတော်မူတဲ့အတိုင်းပဲကျွန်တော်ပါဗလဲသူတစ်ပါးပေါ်မှာကိုနှစ်အမြချိနိုင်တဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်ချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားကောင်းကြီးချပေးပါစေ။